။တမိတော့တမိတော့။ तू ကကလေးသာမွေးသွားတယ် तू က तू ကဖလန်ဖလန်ပဲကိုကိုရီဘေးနာလူသားအစ်မတမိ3ယောက်ဖြစ်နေတော့။ချောရတော့မှာပဲတမိကိုချောရ။ချောရတော့မှာတော့ဖောင်းဖောင်းပေါ့။အဲ့ဖမမကသူကအရန်ကဲတဲ့အရွယ်ရောက်နေပြီဆိုတော့သူသူကလည်းသူသူ့ကိုစိုက်ကိုဖြစ်သွားမှာဆိုလို့လေနောက်သမီးတရားမွေးလာတယ်သူ့ကိုမချစ်တော့ဘူးဆိုဖြစ်မှာဆိုလို့ကျွန်တော်သူနဲ့တော့ပို့ပြီးတော့နေဖြစ်တယ်အချင်းမှန်တယ်ဟုတ်ကဲ့ ဒါထားတွေ့တာဝင်းနေရအဝိနိုနေပြလားကိုဘူးတော့နည်းနည်းတော့သုံးမတွေ့ချင်လားအကြီးကဟိုအရင်အရင်နဲ့ဆိုင်ရအရန်ကတ်ကတ်နေပြီပေါ့နော်သူ့ကိုပဲအဲ့လိုဟိုဆေးရငယ်မှာဆိုလို့ကျွန်တော်ဂူးဆိုင်ပဲယူဇာကလည်းကျွန်တော်တို့ကရုပ်ရှင်တွေတိတ်ပြီးတော့ပြန်မရိုက်ခင်အချိန်မှာရိုက်တာရိုက်ရိုက်တဲ့ကဖြစ်နေမယ် အဲဒီသူ့ရှိမှာဆိုကျွန်တော်ဟိုပါပေါ့တကားတော့ရိုက်ထားတယ်သူ့ရှိမှာတော့ကျွန်တော်ကန်ကောင်းဟိုဟိုကန်ကောင်းရိုက်တယ်ကန်ကောင်းပြီးတော့အဲရေစက်တို့ဒီလည်းမရိုက်ခင်ပါ တရက်တရက်စာသွားရိုက်ပေးတာဗောနော်။ဘာဖြစ်လို့ဆိုတော့ဒီတာထက်ကလည်းကိုကိုညီလိုဖြစ်နေဆိုတော့ဟိုအများကြီးလည်းအရင်တော့ကလည်းအတူတူနေခဲ့တဲ့အချိန်တွေရှိခဲ့တယ်လေ။အဲ့တော့ဘာဖြစ်သူဒီလုတ်တဲ့အမှုပညာမှာကိုကပါဝင်ပါဝင်ပေးခဲ့တာဗောနော်။အဲအဲ့ဒါလည်းပါပါတယ်။အဲ့ဒါပါသူတို့လည်းကိုကိုလည်းလေပြန်ပြန်ပြီးတော့ကဲရလောက်ရတယ်ကျွန်တော်ဒီကျမ်းမာကြီးလည်းကောင်းကျင်တယ်လေ။ကျမ်းမာကြီးလည်းကောင်းကျင်တယ်ကျွန်တော်ကျမ်းမာကြီးလည်းကျွန်တော်ယူဆိုင်တယ်နောက်ပြီးကလေးတွေကလေးတွေရောဒီအမျိုးသမီးရောကျွန်တော်ကဲရလောက်တဲ့အချိန်ပါပါတယ်။ ပြောပါဘောအဲ့လိုပေါ့သူနဲ့လည်းတိုင်မြင်ဖြစ်တယ်ပေါ့နော်တိတ်ပြီးတော့လည်းသူကလည်းမရိုက်စေချင်ဘူးသူကိုယ်တိုင်ထုတ်တဲ့ကားတွေလည်းသူကရိုက်စေချင်တာပေါ့နော်ကျွန်တော်ကလည်းအဲ့လိုကြတော့အဲ့လိုပေါ့အဲ့လိုကြတော့လည်းဟိုပေါ့ကျွန်တော်စဉ်းစားတာကြတော့ကိုယ်နဲ့အဆင်ပြေတဲ့ဇာမျိုးငါကောကိုထုတ်တဲ့ဇာမျိုးဆိုတော့အဆင်ပြေပါဘူးခိုင်းနေတဲ့ကာလာဟိုဒီကာလာဟုတ်တယ်ဟုတ်တယ်အာသူကကိုဟမ်တမိတော့တမိတော့သူကကလေးသာမွေးွားတယ်သူကသူကဖလန်ဖလန်ပဲကိုကိုရီဘေးနာလူသားအစင်မကလေးထိုင်းတဲ့ဘလောက်ပဲနေတယ် ဘယ်ဘုန်းကြီးနည်းကြာပါဘာလို့ကြာပါလဲအဲဝိကဝိကကျွန်တော်ဒီ3ပေါင်အဲအ3ပေါင်လောက်တော့ကြာသွားတယ်ဘာလို့ဒီခလေးမွေးတဲ့ကာလမှာပေါ့ပြီးတော့ join လည်းစားတယ်လေကျွန်တော် join join တိုင်းရလည်းလုပ်တယ်နောက်ပြီးတော့ကျွန်တော်ဟိုပါပေါ့ဘာလဲစိုးရမ်းပါလဲဟိုပါဆေးထိုးတာရှိတယ်တမိ3ယောက်ဖြစ်နေတော့အချောရသုံးပါပဲတမိကိုအချောရအချောရသုံးပါတော့ဖောင်းဖောင်းပေါ့ အဲဖောင်းဖောင်းကသူကအရန်ကဲတဲ့အရွယ်ရောက်နေပြီဆိုတော့သူသူကလည်းသူသူ့ကိုစိုက်ကိုဖြစ်သွားမှာဆိုလို့လေနောက်တမင်းပြောင်းမွေးလာတယ်သူ့ကိုမချစ်တော့ဘူးဖြစ်မှာဆိုတော့ကျွန်တော်သူ့နဲ့တော့ပို့ပြီးတော့နေဖြစ်တယ်အချင်းမှန်တယ်ဟုတ်ကဲ့လို့လဲဆိုတော့အော်တာမန်မှာပဲကျွန်တော်ကတခြားမိပါတယ်လို့ပါပဲဒါပေမဲ့ကျွန်တော်တမီးနှစ်ယောက်လောက်အရန်ကိုငယ်သေးတယ်ငယ်ရငယ်သေးတယ်ဆိုတော့ တော့ကျွန်တော်အများကြီးဟိုလောက်အောင်ပါအများကြီးကြိုးစားအောင်ပါတို့တို့အခုတလဒီနေ့တလပြည့်တယ်နော်အဲကျွန်တော်ကဒီဆရာဝန်ကြီးကလည်းပြောတယ်နောက်ပြီးတော့ဒီဒီစာတွေမှာလည်း Facebook မှာလည်းဒီလို YouTube တွေမှာလည်းဖတ်ကြည့်တော့ဆိုတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကအခုဟိုပါပေါ့သမီးဘေးနားမှာအကြီးမှဘေးနားအများအားရှိနေပြီးတယ်အကြောင်းပို့တာအစားနောက်သမီးကျွေးတာအစားနောက်နောက်ဆုံးအကုန်လုံးရှူးရှူးပေါက်တာအီးကုန်းတာအစားအ အခုလုတ်ပေးတယ်အဲဆရာမရှိရဆိုရင်ကျွန်တော်ကိုယ်တိုင်လုတ်ပေးတယ်ဟုတ်ဟုတ်ကိုယ်တိုင်လုံးမှကျင်တတ်တာဟာမဟုတ် तू ကအဲ့လိုပေါ့ तू ကအခုဆိုလို့ရှိရင် तू ကအဲ့လိုပေါ့သူ့အမိနဲ့သူမရရတဲ့အမျိုးမျိုးမှာဆိုရင်ကိုကိုအများအရန်ကတ်တယ်လေသူ့သူ့အဲ့လိုဟိုပြန်ပါမှာဆရာငယ်ပါမှာဆိုလို့ကျွန်တော်ဟိုလုတ်ပေး view site ပေးနေတာပါအငယ်လေးကပို့ပြီးတော့သူ့သူ့တဲ့ကိုပို့ switch ဖြစ်တယ်ဟုတ်ဟုတ်ပါခလေးလေးကပို့ပြီးရှင်းချင်တယ်ပြပေါ်ပါအခုတော့ငယ်သေးတော့တိတ်တော့ ောလို့မရသေးဘူးပေါ့နော်အဲ तू ကတော့စာပြန်ဖတ်တယ်နောက်ပြီးတော့အဲ့လိုပေါ့ तू ကိုယ်တိုင်လည်းအဲ့လိုပေါ့ငါကျွန်တော်တို့ဟိုပေါ့စီစဉ်ထားတဲ့အကားလေးရှိပါတယ်ဒါပေမဲ့ခေအခြေအနေပေါ့နော်အခြေအနေနဲ့အသက်အရွယ်နဲ့ဟိုအခြေအနေမူတည်ပြီးတော့တယောက်တည်းရိုက်လို့မှမရတာနော်အာ तू ကလာ तू ကဖလန်ဖလန် तू ကမွေးပြီးရချက်ချင်း၃လရပဲကြာတယ် तू ကအေးစစ်ဖြစ်နေကိုရီသာနောက်ဘေးနားလိုက်ပြန်ဖို့ပြည့်ရဒီကအခြေကုန်လက်ပန်းလေးကြာတာဒါဓာတ်တွေ့တာဟုတ် င်တွေကအဝိတွိုးနေပြီလားကိုအခုတော့နည်းနည်းတော့သုံးဝိတွိုးခြင်းလားတမီးကြီးကဖေးကိုရင်းချီပြီးပြန်ကတ်ကြတယ်ဒီလိုလေးရောရှိရတာအကြီးလေးရောအကြီးကတော့အရင်အရင်နဲ့ဆိုင်ရအရန်ကတ်ကတ်နေပြီပေါ့နော်သူ့ဘယ်အရောဟိုဆေးအားငယ်မှာဆိုလို့ကျွန်တော်ဒူးဆိုင်ပြီးရတာပေါ့